ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညနေသားစပါးနဲ့ရှင်ပြိုင်ကစားမဲ့ပွဲအတွက် Manchester United ရဲ့လူစင်းရင်းနဲ့မှာ Lisandro Martinez တို့ Kobe Mainu တို့မပါခဲ့ဘူးဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ Lisandro Martinez ကတော့ရေရှည်တန်ရရထားပြီးတော့လက်ရှိအသင်းနဲ့ပြန်ပြီးတော့လူစင်းနဲ့မှာမပါသေးတာဒါပထမဆုံးအကြိမ်မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့ Kobe Mainu ကျတော့ကျွန်တော်တို့ဒါပထမဆုံးအကြိမ်လို့ကျွန်တော်ပြောလို့ရတယ် Mainu က အင်ဂျူရီပြဿနာကြုံသွားပြီးတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာလူဆင်းရဲနဲ့မပါနိုင်တာဆိုပြီးတော့လော်ရီကနေပြီးတော့ကျွန်တော်ပြောရတယ်ဆိုတော့အသင်းရဲ့ဘောနောကျွန်တော်တို့လက်ရှိစပါးနဲ့ပွဲစဉ်တွေထွက်ခွာသွားတဲ့လူဆင်းကိုကျွန်တော်ကြည့်ရင်ကုသမားနေရာမှာဆိုလို့ရှိရင်လမ်မန်စ်ပါမယ်ပိုင်နာပါမယ်တွမ်ဟီတန်ပါမယ်ပြီးရင်ကျွန်တော်တို့ဒါလော့ယူရို မာဇာဝီဒီလစ်ပေါ့နော်ပက်ထရစ်ဒူဂူလူရှောမကွိုင်းယားဆိုပြီးတော့နောက်တန်းကစားမတွေကျွန်တော်ပါတယ်ဆိုတော့လစ်ဆန်ရိုမာရီနက်စ်မပါမပါခဲ့ဘူးပေါ့နော်ပြီးကွန်းလင်မှာလည်းဥကာဒီကက်ဆမီရိုဘရူနိုဖရန်ဒက်စ်မေဆန်မောက်လူငယ်ကစားမလေးဖြစ်တဲ့ဂျက်ခ်ဖလက်ချာဆိုပြီးတော့ကျွန်တော်ပါတယ်ဆိုတော့ကိုဘီမိန်းနူးမပါဘူးပေါ့နော်တိုက်စစ်ကလည်းမန်တစ်စ်ကွန်ညာအာမတ်နဲ့အဲဘရိုင်ယန်အမ်ပူမိုပင်ဂျမင်ရှက်ကိုဂျိုဂျွာဇစ်စီဆိုပြီးတော့ကျွန်တော်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ main new ကလူစင်းင်းနဲ့မပါခဲ့ဘူးပေါ့လေဆိုတော့ let's ်လက်ရှိကျွန်တော်ဒီ athletic ကနေပြီးတော့ပြောထားတာကလည်း Kobe Mainu ကတော့ကျွန်တော် injury ပြဿနာကြုံသွားတဲ့တည်းမှာပါခဲ့တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ဒဏ်ရာပြဿနာကအသေးစားတာဖြစ်တယ်ဆိုတော့သူ့အစားလူငယ်ကစားမဖြစ်တဲ့ Jeff Fletcher ပါဝင်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ဒါက Mainu အတွက်ကျွန်တော်ကြည့်ရင်ကျွန်တော်လေးတော့စိတ်ပြည့်စရာပါကျွန်တော်လေးစိတ်ပြည့်စရာပါဘာကြောင့်လဲဆိုတော့ Kobe Mainu အနေနဲ့ဒါအတင်းကပေါ့နော်ပုံမှန်အားဖြင့် ပွဲထွက်လူစင်းတောင်မှကျွန်တော်မရတဲ့အခြေအနေမျိုးဒုတိယပိုင်းပွဲကစားခွင့်ရတော့လေ10မိနစ်15မိနစ်လောက်ပဲရတဲ့အခြေအနေမျိုးမှာသူ့အတွက်ကတော်တော်လေးကိုစိတ်ပြည့်စရာဖြစ်နေတာအဲ့လိုနေထားတဲ့ကမှအခုလို injury ကြုံသွားရတယ်ဆိုတော့တော်တော်လေးကိုပူပြီးတော့စိတ်ပြည့်စရာဖြစ်ရတယ်ပေါ့နော်စပါးနဲ့ပွဲကတော့သူပွဲထွက်လာလိမ့်မယ်လို့မထင်ပါဘူးအကယ်လို့ injury ပြဿနာမကြုံခဲ့ဘူးဆိုရင်တော့မှသူတို့လည်းပဲအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒုတိယပိုင်းလူသားလဲတယ်တဲ့ဟိပါညာဆိုလို့ရှိရင်ပြကျွန်တော်ဥကာတီတို့ဘာတို့က သူတို့အတွက်ယုံကြည်ခြင်းညာမရှိဘူးကက်စမဲတို့ကလည်းမိနစ်90အပြည့်မကစားနိုင်ဘူးဥကာဒီကလည်းဒုတိယပိုင်းမှာဆိုလို့ရှိရင်အပြည့်ဝယုံကြည်လို့ကျွန်တော်မရဘူးအဲ့တော့မင်းနူတော့ပဲကျွန်တော်ကမျှော်လင့်ရတာပြဿနာကကိုမီမင်းနူကအခုဒဏ်ရာပြဿနာတွေဘာတွေရတယ်ဘာညာဆိုတော့ခါကျတော့ဘလူးမန့်ကိုတရင်ကောင်းကျွန်တော်ကဟုတ်မနေဘူးပေါ့နော်ဆိုတော့ဒါပြီးလို့ရှိရင် international break နှစ်ပတ်နားပြီအဲ့ဒီတော့ main new အနေနဲ့သူ့ဒဏ်ရာကိုပြန်ပြီးတော့အကောင်းဆုံးဖြစ်လာဖို့အတွက်အချိန်ပြင်ဆင်ခွင့်ရပါတယ်အနားယူဝင်ကျွန်တော်ရတယ်အင်္ဂလန်လည်းရွေးစဉ်တင်လည်းသူရွေးချယ်ခံရတာမဟုတ်ဘူး လက်ရှိအသင်းနဲ့လည်းသူကစားခွင့်ရမှာမဟုတ်ဘူးလေ့ကျင့်ခန်းကြီးကလည်းသူဆင်းနိုင်မှာမဟုတ်ဘူးဆိုတော့ဒဏ်ရာပြဿနာကတော့အသေးစားဖြစ်တဲ့အတွက်အကြာကြီးတော့နားဖို့မလိုဘူးပေါ့လေဒါကြောင့်ကျွန်တော်တို့က international break ပြီးတဲ့အချိန်ပေါ့နော် international break ပြီးတဲ့အချိန်အသင်းရဲ့ဒါပွဲစဉ်တွေပြန်ကစားရင်တော့မျော်လင့်လို့ရတယ်လို့ကျွန်တော်ပြောရမယ် menu ကိုအသင်းမှာပြန်မြင်ဖို့ကဆိုတော့ဒါတော်တော်လေးအချိန်ကြီးကောင်းတဲ့အနေအထားမျိုးပါ။ဒါတော့လို့ဒီမှာဆိုလို့ရှိရင် Kobe menu ဒီလူစင်းနဲ့မှမပါဘူးပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့က listener Martinez ပေါ့လေ။ အမ်မိုရင်ကတော့အမှန်တမ်းပြောရင်မာဒီနက်စ်ကတော့ပြန်ကစားချင်နေပြီပေါ့သူကတော့ပေးမကစားသေးတာပေါ့နော်ဆိုတော့အသင်းကလည်းကျွန်တော်ပြီးခဲ့တဲ့နေ့ကသတင်းတွေပြောခဲ့တဲ့အချိန်မှာဒေဆန်ရိုမာဒီနက်စ်ကိုကျွန်တော်ကအာဂျင်တီးနားလက်ရွေးစင်ထံကျွန်တော်ကလှုပ်ပြီးတော့ပြည်တယ်မလားဒီလေ့ကျင့်ခန်းတွေဘာတွေဆင်းစီခြင်းညတာပေါ့ဆိုတော့လက်ရှိလက်ရွေးစင်ကိုသူတွားပြီးတော့ပူပေါင်းမလားကျွန်တော်ကြည့်ရမယ်ဒါပေမဲ့တေချာတာတစ်ခုကတော့အသင်းအနေနဲ့မာဒီနက်စ်ကိုကိုအသင်းရဲ့လူစင်းနဲ့မှာတောင်းပါပေါ့နော်ဖြည်းဖြည်းချင်းပဲထရိတ်နေရတဲ့အချိန်မျိုးမှာအာဂျင်တီးနားကိုပြန်ပြီးတော့လှုပ်ပြီးတော့ထရိတ်မယ်ဆိုရင် တော်လေးသူ့ရဲ့ဟိုဘယ်လိုပြောမလဲဒဏ်ရာပျောက်ကင်းဖို့အတွက်ကျူးပန်းတဲ့နေရာမှာနည်းနည်းလေးအဖုထစ်တွေဖြစ်နိုင်စွမ်းရှိတယ်ဆိုတော့အသင်းအနေနဲ့ဒါကိုကောင်းကောင်းသတိထားသင့်တယ်လို့ထင်တယ်သို့တော်လည်းပဲလက်ရှိဒီစပါးနဲ့လူစင်းနဲ့မှာတော့ဒါပါမလာသေးဘူးပေါ့နော်ဆိုတော့အပြီးဝသူ့အနေနဲ့နားရအောင်လို့ကျွန်တော်ပြောရမယ်ဆိုတော့လာမဲ့ကျွန်တော်ဒီနေ့ညနေရှိမယ်ကစားမယ်စပါးနဲ့ပွဲမှာ Lisandro Martinez က ကိုမီမင်းနူကကျွန်တော်သားနှစ်ယောက်စလုံးပါဖို့မရှိဘူးပေါ့နော်ဆိုတော့ Genic စာမားတွေအတွက်နေရာရလာမလားကြည့်ရမယ်ပေါ့လေဆိုတော့ညီကတို့ရောဘလူမီညလည်းဆွေးနွေးကြပါအောင်အားလုံးကိုကြည့်တင်ပါရစေပါတယ်